တနာလို့ကူညီပေးမယ်လဲမကောင်းတဲ့ဗီဇကိုဖြောက်မြတဲ့သူနဲ့တွေ့ခဲ့ရင်ကိုပါရော်ပြီးဒုက္ခရောက်နိုင်ပါတယ်မင်္ဂလာပါကိုကိုကြီးပို့ပြမယ့်စီစဉ်ရတယ်ပြန်လဲပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ကိုကိုကြီးကဒီကကြီးလေးညီမလေးတကို ပြောပြပေးခြင်းနဲ့ပုံပြလေးရတော့ဖြောက်လို့မရတဲ့ဗီဇဆိုတဲ့မြန်မာရွေးချယ်ပုံပြလေးပဲဖြစ်ပါတယ်ဟိုးရှိရှိတောင်းပေါ့ကွယ်ကီမီကောက်တကောင်ဟာ သူနေထိုင်တဲ့ကျွန်းကလေးတစ်ခုစီကနေမြစ်တစ်ဖက်ကမှရှိတဲ့နောက်ထပ်ကျွန်းတစ်ခုစီတို့သွားရှင်နေပါတယ်။ဒါပေမဲ့ကီမီကောက်ဟာရေမကူတလိုမြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတာပေါ့ကွယ်။ဒီလိုနဲ့မြစ်ကနေဘင်းမှာရှောက်သွားရင်းနေပေါ့နော်။ဒီမြစ်ကိုဘယ်လိုမျိုးကူးရင်ရမလဲဆိုတာကို အကြံထုတ်နေတော့ရုပ်တရေမြစ်ရေစားမှာရေစိမ့်နေတဲ့ဖားတကောင်ကိုတွေ့လိုက်ရလို့စကားပြောပြကြည့်လိုက်ပါတယ်။ကိုရွှေဖားကြီးဂျွန်းတော့ကိုခမည်းရဲ့ကြောပေါ်တင်ပြီးကိုဘက်ကန်းကိုပို့သေးပါလား။ကြီးစုမမေ့ပါဘူးဗျာ။ ဟာပဲဖြစ်မလဲမင်းကိုကြောပိုးသွားရင်းနဲ့ငါ့ကိုမင်းရဲ့အစိတ်ရှိတဲ့အစွဲနဲ့ထိုးလိုက်ရင်ငါရင်နစ်တည်သွားမှာပေါ့ကိုရှိဖားရဲ့ခမ ्या ကိုကျွန်တော်အစွဲနဲ့ထိုးပါမလားဗျာကျွန်တော်ကိုဟိုပါကံပို့ဖေးတဲ့ကျေးဇူးရှင်ကိုလျှောက်ရပါမလားဗျာနော်ပြီးခမ ्या ကိုအစွဲနဲ့ထိုးလိုက်တော့ခမ ्या ရင်နစ်ရဲ့ကျွန်တော်လည်းရင်နစ်တင်မှာပဲလေကျွန်တော်ရင်မကူးတော့ဘူးဆိုတာခမ ्या သိပါတယ်ဗျာဒီလိုနဲ့ဖားလေးခဏများစဉ်းစားတာပေါ့ကွယ်ကိမကောပြောတာလည်းဟုတ်တာပဲသူ့ကိုယ်သူရင်နစ်အစ်ခံပြီးတော့ငါ့ကိုအစွဲနဲ့ထိုးကြအကြောင်းမရှိဘူးလေ အဲ့ဒီတော့ဖားလဲခိုးဘက်ကံကိုပုတ်ပြင်မယ်လို့သဘောတူလိုက်တာပေါ့ကွယ်ဒါနဲ့ဖားဟာကင်းမကောက်ကိုကြောပေါ်တင်ပြီးတော့ရေစီတန်တဲ့မြစ်မှာသူ့ကိုယ်သူရေပေါ်ပေါအောင်စူစာပြီးမြစ်ကိုဖြတ်ကူပါတော့တယ်မြစ်လေလေရောက်ရောဖားဟာသူ့ကြောပေါ်မှာသူ့ခနဲ့ခံစားချက်တစ်ချက်ကိုကြားရှိလိုက်ပါတယ်နောက်ကိုအသာလေးလေးကြည့်လိုက်တော့ကင်းမကောက်ကအဆွဲကိုသူ့ရဲ့ကြောပေါ်ကနေဆွဲနှုတ်နေတော့ကိုတွေ့လိုက်ရပါတယ်ဖားလည်းပြောလိုက်တာပေါ့ကွယ်ဟာမင်းဘလို့လုံးလိုက်တာလေ မင်းမင်းဆိုဆိုကပြောတယ်လीငါကိုအဆွေနဲ့မထိုးဘူးလို့အခုငါမှာအစိတ်တက်နေပြီငါယင်းနစ်ပြီးတည်ရင်မင်းလေယင်းနစ်တည်မှာမကြောက်ဘူးလားကီမီကောက်ကဘာပြန်ပြောလိုက်လဲဆိုတော့ခမည်းတည်ရင်ကျွန်တော်လည်းယင်းနစ်တည်မှာတည်ပါတယ်ဒါပေမဲ့တခြားသတ္တဝါတကောင်ကိုတွေ့ရင်အဆွေနဲ့ထိုးတက်တယ်ကျွန်တော်ရဲ့ဗီဇာကိုဖြောက်မရလို့ပါဗျာနောက်ဆုံးမှာတော့ဖာယောကီမီကောက်ရောနှကောင်စလုံးနေ့ရက်ထဲမှာပဲနှိမ့်မြုပ်တည်ဆုံးကြတာပေါ့ခွဲဒီပုံမြင်လေးဟာ နိုင်ငံခြားမှာအလွန်ကိုနာမည်ကြီးတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ကလေးပုံမြင်တော့မဟုတ်ပါဘူး။လူတွေရဲ့အကျင့်စာရိတာနဲ့ပတ်သက်တဲ့အသိပညာပေးပုံမြင်လေးပဲဖြစ်ပါတယ်။ကိုကတနာလို့ကူညီပေးမဲ့လဲမကောင်းတဲ့ဗီဇတွေကို မဖြောင်းနိုင်တဲ့လူတွေနဲ့တွေ့ခဲ့ရင်ကူညီတဲ့သူကပါဒုက္ခရောက်နေပါတယ်။ဗီဇဆိုတာဖျောက်ရခဲ့ပါတယ်။ကျေးဇူးတူရောက်တဲ့အတိုင်းကိုလည်းကျေးဇူးအထူးတရှိပါတယ်။ကောင်းသောညလေးကိုပိုင်ဆိုင်နေကြပါစေနော်။